ျမတို့မူကြပါစခင်ဗျာ2025ခုနှစ်မေလ9ရက်နေ့ညခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်ဝေယမပြည်သူပေါင်းကိုတော်လှန်ညာချမ်းပါလို့နှုတ်ခွန်းဆက်သားပါရစေခင်ဗျာဒီကနေ့ညမှာထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစူးစိပြီးတင်ဆက်ပေးတော့မှာပါပထမဆုံးတွေ့ရတဲ့သတင်းတစ်ပုဒ်ကတော့2028ခုနှစ်မှာ KNU ဌာနချုပ်ကိုတီနီယာဟောင်းဖြစ်တဲ့အင်းစိန်မှာ ပြန်လည်တည်ဆောက်မယ်လို့ KNU ဘိုချုပ်စောရှိလီကသူ့ရဲ့တမှုတွေကိုညွှန်ကြားထားတယ်လို့သိရပါပါတယ်ခင်ဗျာ စစ်ချုပ်ကောင်စီနဲ့ KNU တပ်မဟာကအဲပရလတိုက်ပွဲပေါင်း140နီးပါးဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဒီတိုက်ပွဲတွေထဲမှာတော့အကြမ်းဖက်စစ်ချုပ်ကောင်စီတပ်ဘက်ကဗိုလ်မှူး2ဦးအပါအဝင်39ဦးသေဆုံးတယ်လို့ဆိုပါတယ်ခင်ဗျာစလင်းကြီးတရုတ်ဝမ်ပေါင်းကုမ္ပဏီအနီးမှာလုံခြုံရေးကင်းယူထားတဲ့စစ်ချုပ်ကောင်စီတပ်ကိုတိုက်ခိုက်မှုမှာတော့စစ်ချုပ်ကောင်စီတပ်ဘက်က6ဦးသေဆုံးသွားပါတယ်အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းပုံနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ စစ်ရှုံးကောင်စီနဲ့အပြစ်ရလက်မှတ်ထိုးထားတဲ့ရှမ်း RCSS အပါအဝင်တိုင်းသားအဖွဲ့ခုနှစ်ခုကတောင်းဆိုလိုက်တယ်လို့သိရပါတယ်။အဲ့တော့ဒီခုနှစ်ဖွဲ့ကတော့စစ်ရှုံးကောင်စီရဲ့ပေးတာယူကျွေးတာစားပြည်သူလူထုအတွက်ဘာအကျိုးတစ်ခုမှမပွားတဲ့အဖွဲ့တွေဖြစ်တဲ့နနက်ကင်ထားပြီးတော့ဘာမှတုံးစားလို့မရတဲ့အဖွဲ့တွေဆိုတာပြည်သူလူထုအလုံးတီးပြီးသားပါဘာကြောင့်လဲဆိုရင်ပြည်သူလူထုဒုက္ခရောက်နေတဲ့အချိန်မှာစစ်ရှုံးကောင်စီနဲ့တပူးပူးတကက်ကက်နဲ့စစ်ရှုံးကောင်စီနဲ့ အကျိုးစီးပွားတူရှိနေကြတယ်ဖွဲ့စည်းတွေပါအဲ့တော့အခုတော့သူတို့ကအသင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းဖို့နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့အဲဆရှုံးကောင်စီနဲ့ဒီအပြစ်ရဲ့လက်မှတ်ထိုးထားဒီအဖွဲ့ခုနှစ်ခုကတောင်းဆိုတဲ့တဲ့တက်လာတယ်အဲ့တော့ဒီကြိတ်ထဲတညာနေသမားတွေအဲ့တော့ဆရှုံးကောင်စီငါအလာကမလုပ်ပေးနိုင်ဘူးကွာမဖွဲ့နိုင်ဘူးလို့ပြောရင်လေဟုတ်ကဲ့ဟုတ်ကဲ့မဖွဲ့ရင်လေရပါတယ်ဆိုပြီးတော့ပြောမယ်ကောင်းတယ်အဲ့တော့ဒီသတင်းပြည့်စုံလဲကျွန်တော်နားဆင်ရပါပါ င်းလာမြို့နယ်ရိုးမဖြတ်ကျော်လမ်းမှာပြူစောတဲ့အုပ်ကိုဖမ်းမိပေမဲ့ဖျက်ပြေးသွားတဲ့အတွက်ပြစ်ခတ်ဖမ်းသိရကနေတည်ဆုံးသွားတယ်လို့သိရပါတယ်။ဒီသတင်းတွေနဲ့တူဒီကနေ့ညာပိုင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ။ပထမဆုံးသတင်းတစ်ပုဒ်ကတော့ကရင်မြို့သားကာကွယ်ရေးတပ်ဖွဲ့ KNDO အနေနဲ့လာမယ့်2029ခုနှစ်မှာဌာနချုပ်ကိုတီနီယာဟော့ဖြစ်တဲ့ရန်ကုန်အင်းစိန်မှာပြန်လည်တည်ဆောက်မယ်လို့ KNDO စီးပွားရေးချုပ်ဘိုလ်ချုပ်စောရှိနေက ညွှန်ကြားလိုက်တယ်လို့ကင်ဒီယိုကတရားဝင်သတင်းထုတ်ပြန်ပါတယ်ခင်ဗျာကင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDU ဟာကင်မျိုးသားစီယုံ KNU ရဲ့လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့တည်းကတပ်ဖွဲ့ပါကင်မျိုးသားလူမျိုးရေးတပ်မတော် KNL KNL ကလက်နက်ကိုင်တပ်ဖွဲ့တပ်ဖွဲ့ပါ KNU မှာလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ရှိပါတယ် KNDU ကတပ်ဖွဲ့ပါအဲ့တော့ KNDU က KNL မပေါ်ပေါက်မီတည်းကတရှိခဲ့တဲ့တပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ် ကင်ဒူဟာကင်ဒူရဲ့လက်နက်ကင်အဖွဲ့ဖြစ်တဲ့1940ခုနှစ်1949ခုနှစ်အထိဂျပန်ဆိုးရရနဲ့လူလည်ရေးခင်းဦးမြန်မာဆိုးရရတို့ကိုစန့်ကျင်တိုက်ခိုက်ခဲ့တဲ့သမိုင်းကြောင်းတွေရှိခဲ့ပါတယ်ကင်ဒူရဲ့ဌာနချုပ်ဟောင်းအောင်ရန်ကုန်အင်းစိန်မှာအဲ့ဒီကာလကအခြေစိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်အဲ့တော့မြန်မာ့ကာလမှာ KNDO စီးဦးသီးချုပ်ဗိုလ်ချုပ်စောရှိလီကလာမယ့်2028ခုနှစ်မှာကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ရဲ့ဌာနချုပ်ဟာတချိန် တီနီယာဟောင်းဖြစ်ခဲ့တဲ့အချိန်တုန်းကတီနီယာဟောင်းဖြစ်ခဲ့တဲ့အင်းစိန်ကိုအစ်စ်တပံပြန်လဲအင်းစိန်နေမြေမှာရန်ကုန်အင်းစိန်နေမြေမှာအစ်စ်တပံပြန်လဲတိဆောက်မယ်လို့ကန်ဒီယိုရဲ့တပ်မှုတွေကိုညွှန်ကြားချက်ပေးထားတယ်လို့သိရှိရပါတယ်ခင်ဗျာကန်ဒီယိုစီးပွားရေးချုပ်ရဲ့ထုတ်ပြန်ချက်နဲ့ညွှန်ကြားချက်ကအတီးဖြစ်တယ်မှန်ကန်တယ်ဆိုတာကန်ဒီယိုဘက်ကအတီးပြုတ်ပါတယ်လို့ကင်းဒေါ်လာရေးသတင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာအဲ့တော့ညမဆက်ရှုံးကောင်စီမင်းအွန်လိုင်းတော့ဖင်ချင်းပို့တာ ြင်ပြီးတော့သတိထားမိလားမသိဘူးလွန်ခဲ့တဲ့2022နှစ်နှစ်ကုန်ကာလလောက်မှာအဲကျွန်တော်တို့ရခိုင်ရဲ့ AA ရဲ့စူးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအဲ့လိုမျိုးကျုံးဝခဲ့ဘူးတာကိုမှတ်မိကြအောင်ပဲထင်းတယ်ရခိုင်မြေပေါ်ကနေစစ်ရှုံးကောင်စီကိုမောင်းထုတ်ပြီးတော့မြို့တွေကိုသိမ်းမယ်ရခိုင်လူထုအတွက်ဒီမြို့တွေကိုသိမ်းပြီးတော့ AA ကအုပ်ချုပ်ရေးရန်ရည်တွေကိုတိဆောက်မယ်2025ခုနှစ်မှာ တိဆောက်မယ် 90ရာခိုင်နှုန်း80ရာခိုင်နှုန်းအထိသိမ့်နိုင်အောင်လုပ်မယ်ဆိုပြီးတော့ကြုံးဝခဲ့တာရှိပါတယ်အဲ့တော့အခုရခိုင်မှာရှိတဲ့မြို့နယ်90ရာခိုင်နှုန်းလောက်ကိုအေးလက်ထဲကိုအကြမ်းဖက်ဆက်ရှုံးကောင်စီကပေးလိုက်ရပါပြီအဲ့တော့အခုတမိုင်းစင်လာကြီးမားတဲ့ KNU ရဲ့လက်နက်ကင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ KNDU ကလည်းကြုံးဝလာပြန်ပါပြီ2028ခုနှစ်မှာတစ်ချိန်တုန်းက KNU ရဲ့ဌာနချုပ်ဟောင်းဖြစ်ခဲ့တဲ့ရန်ကုန်အင်းစိန်မှာ2028ခုကြာရင် ဌာနချုပ်အဖြစ်နဲ့ပြန်တည်ဆောက်နိုင်အောင်ကြိုးစားကြမယ်ပြန်တည်ဆောက်နိုင်အောင်လုပ်ကြရမယ်ဆိုပြီးသူ့ရဲ့တက်မှုတွေကိုညွှန်ကြားချက်တွေပေးထားတယ်ဆိုတဲ့သတင်းမှာကျွန်တော်တို့ဒီတန်တိတ်ထန်နဲ့ခိုင်မာတဲ့ယုံကြည်ချက်တွေအများဆုံး2029ခုမတိုင်ခင်ပေါက်ရောက်ပါစေလို့ဆုမကောင်းတောင်းပါတယ်အဲ့တော့ဒီဆက်ထဲမှာပဲကျွန်တော်တို့အကြမ်းဖက်ဆက်ရှုံးကောင်စီတက်တဲ့ဂေမျိုးသားစီယုတ်ကေအန်ယူတက်မှာငါအကြမ်းပါဧပြီလအတွင်းတိုက်ပွဲ 136ချိန်ကြီးဖြစ်ပွားခဲ့တယ်လို့ကန်ဒူဘဟုကဒီကနေ့မေလ9ရက်နေ့မှာသတင်းထုတ်ပြန်လာပါတယ်။တိုက်ပွဲတွေဟာကန်ဒူတပ်မှ9မြို့ရှားတဲ့ကရင်ပြည်နယ်ဖားပုံခရိုင်တွင်းမှာဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။စစ်ရုံးကောင်စီတပ်ကလက်နက်ကြီးနဲ့ခုနှစ်ချိန်ပစ်ခတ်ပြီးလေကြောင်းကနေဘုံဆက်လင်းကြီးတက်ချတိုက်ခတ်တာကြောင့်အရသား2ဦးသေဆုံးပြီး9ဦးဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါပြင်တိုက်ပွဲတွေတွင်မှာကျန်းဖက်စစ်ရုံးကောင်စီတပ်ဘက်ကဘုံဘူးနှုတ်အပါဝင်39ဦးသေဆုံးပြီးနောက်ထပ် 55ဦးထံရရခဲ့တယ်လို့ GNU ဘက်ကပြောဆိုပါတယ်ခင်ဗျာဒါကတော့ GNU နဲ့ပတ်သက်တဲ့ခရင်တော်လှန်ရေးနဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုဒီနေ့ညမှာတွေ့ရတာကိုသုတိတင်ဆက်ပေးခဲ့တာပါဒီနေ့ညရဲ့အထူးသတင်းအစီအစဉ်တစ်ရက်ကတော့ရုပ်သံဖိုင်တစ်ခုကိုကျွန်တော်ဖွင့်ပြချင်တာပါဒီရုပ်သံဖိုင်က တကယ်ကိုကြည့်ပြီးသွားလို့ရှိရင်အဲအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ဘက်ကတာဝန်ထမ်းဆောင်နေတဲ့ စချုံးကောင်စီတပ်သားတွေမိသားစုတွေလည်းတန်ဝင်ကရနိုင်တော့မယ်ရုပ်တံဖိုင်ပါအဲ့တော့ဒီရုပ်တံဖိုင်ကဘာဖြစ်ထားတဲ့ရုပ်တံဖိုင်လဲဆိုတော့ကျွန်တော်တို့အတူတူကြည့်ရှုကြည့်အောင်ပါအခုကိုရီးယားယောက်ျားကြာဆုံးသွားပြီ။ယောက်ျားကြာယောက်ျားကြာဆုံးသွားပြီဆိုတော့အပယ်လူဖြစ်သွားပြီ။အထက်လူကြီးတွေကိုသိအောင်တော့ပြောချင်တယ်။ကြာဆုံးသွားတဲ့ရဲမေးတွေ၊အိုးအိမ်ယာတွေကို နေရထိုင်ခင်းလေးကိုကြကြနနအပီးစီရအောင်လုပ်ပေးလိုက်ဒီနေ့သေးပြီဒီနေ့ယောက်ျားသေးပြီဆိုနောက်နေ့အပီးစီရအောင်လုပ်ပေးလိုက်နော်လုပ်ပေးကြရမရှိလို့ချင်းတက်မြေမတူးကြော်ရဆိုတဲ့မြေဒီမှာအကြိုက်အဲ့နေရာဒီမှာအကွက်လေးတွေချပြီးတော့တထောင်လောက်ဖြည့်ဖြည့်စီပေးလိုက်ကြအပိုင်းနေစရာရသွားလိမ့်မယ်နော်တက်ထဲမှာမိခိုးဆိုပြီးထက်နေရရင်ကျွန်တော်တို့လိုတရရတရလုတ်တတ်တယ်တက်မတော်အားဆုံးချိုးပန်းလုတ်ခဲ့တဲ့လူတွေက မနေ့တနေ့ရဟာတွေရဲ့ဆက်ဆံမှုတွေအောက်မှာစိတ်သက်တည်ပြည့်အပ်ပြီးတိမ်ငယ်ပြီးနေရတာဖြစ်ချင်တာပေါ့ဒီနေ့မျိုးသားကြမလားကြသွားပြီနောက်နေ့ကိုရီအိုယောက်ျားရဲ့ခံစားခွင့်အိုးအိမ်နေရဘာဖြစ်ဖြစ်ချက်ချင်းရသွားပြီဆိုမောင်းထုတ်နေစရာမလိုဘူးအိမ်ဖဲခိုင်းစရာလည်းမလိုဘူးဒီအိမ်လေးကိုဖယ်ပေးမှလည်းပြောနေစရာမလိုဘူး ိုယောက်ျားဖြစ်တာနဲ့နောက်နေ့အိုးအိမ်ရနောက်နေ့တန်းရင်ကော့ပြီးထွက်သွားမှာအဲ့လိုလူမျိုးတွေနောက်ကြားနေတောက်ပွဲမှာကြာသွားတာစစ်တိုင်းလို့သိတာလေနော်ဒါကိုမိခိုးအင်းဆက်ချင်း၆လပြည့်တာနဲ့ဆက်ချင်းဟောတင်းချဖြစ်သွားတာတော်ရမကြံခဲ့တယ်ခုညီမတွေလည်း အဲသူတို့မျက်နှာအရေးတကြီးကြီးနဲ့တီးလန့်ဆာဆာနေခဲ့ကြရတာဒါကတော့ကျွန်တော်တို့သိပြောနေစရာမလိုတဲ့အကြောင်းအရာပါယောက်ျားဖြစ်တဲ့သူကတက်ထဲမှာဆယ်စုနှစ်3ခု230နေပါအကြမ်းဖက်ဆစ်ရှုံး ကောင်စီ တက်ကိုအသက်ပေးပြီးတော့အလုပ်ကျွေးပြုခဲ့တယ်ဒါပေမဲ့နောက်ဆုံးပြန်ရတာတော့သူတို့ပြောတယ်လေတက်ပိုင်မျိုးချူချူရဆိုတဲ့အထက်မှာတထောင်လောက်ပဲဖြစ်ဖြစ် တထောင်လောက်လည်းရမှာမဟုတ်ဘူးတထွာလောက်လည်းရမှာမဟုတ်ဘူးတလက်မာလောက်လည်းရမှာမဟုတ်ဘူးဒါကသူ့ရဲ့သားစဉ်မြင်းဆက်အကြက်ဖက်စစ်ရှုံးကောင်တီတက်ရဲ့ခေါင်းဆောင်ပိုင်းနေသားစဉ်မြင်းဆက်ရဲ့ရရှိခံစား권နေရရှိခံစား권နေဆိုတာသူတို့မတရားသိမ်းယူထားပြီးတော့သူတို့ကိုယ်ပိုင်အဖြစ်နေပဲသူတို့ရဲ့ဒီအရာရှိဘိုင်းနေထိပ်ပိုင်းခေါင်းဆောင်နေတာခံစားမဲ့အရာတွေဖြစ်တယ်အဲ့တော့အောက်မှာအောက်ချိန်မှာအသက်ပေးပြီးတော့နောက်မှာမိသားစုရဲ့ဂျန်ခဲ့တယ်အဲ့တော့ လှုပ်ကျွေးမဲ့သူအိမ်တော်ဦးစီးလည်းမရှိတော့ဘူးအခုမြေတစ်ဝက်မပြောနဲ့မြေတစ်ထောင်မပြောနဲ့မြေတစ်လက်မှတော့ခံစား권မရှိဘူးမရဘူးအကြမ်းဖက်ဆက်ရှုံးကောင်စီတက်ရဲ့ထိပ်ပိုင်းကောင်းဆောင်တွေဘူကြီးဘုံမှုဘုံမှုကြီးတွေအဲ့ဒီအစ်စ်နေမှာဆိုရင်ပိုင်ဆိုင်လိုက်တဲ့ဧကဘောင်းကယွာယွာရီယွာရီယွာရီပါတီလို့ရတဲ့အထိပိုင်ဆိုင်နေဆိုတာအလုံးလေးမျက်မျက်ကိုတွေ့ဖြစ်တယ်အဲ့တော့တချို့အကြောင်းအရာတွေကျွန်တော်တို့သိပြီးတော့ရှင်းရှင်းဝေးဝေးမပြောတော့ဘူးအဲ့တော့ဒီရုပ်သက်ဖိုင်ကိုကြည့်ခု ဟိုကျွန်တော်တို့ဒါဆင်ပြီးတော့ရိုက်ထားတာလည်းမဟုတ်ဘူးသူတို့ဒီဘောမာ channel တွေရနေပြီးတော့ပကံမရက်နိုင်လို့စစ်သားမယားဇနီးမယားတွေကနေပြီးတော့ပကံမရက်နိုင်ဖြစ်လို့သူတို့ကိုယ်တိုင် social media ခင်မှာပေါက်ကွဲပြီးတော့ထွက်လာတဲ့ရုပ်သက်ဖိုင်တွေဖြစ်တယ်အဲ့တော့ channel သူတွေလည်းကြည်နောက်ဆုံးမှာဘလို့အဆုံးသတ်ရလဲဆိုတာကိုကြည်ကြပါကျွန်တော်တို့ရှည်ရှည်ဝူးဝေးတော့ထပ်မပြောတော့ပါဘူးအဲ့ဒါကိုကြည်ပြီးတော့အချိန်မီတဲ့အခုလိုကာလမျိုးမှာရုံးထွက်နိုင်အောင်ကြိုးစားကြပါအသက်ပေးပြီးတော့ကာကွယ်ရမယ်ဖွဲ့စည်းခြင်းမှာ အကြံဖတ်စစ်တပ်ပြည်သူကိုတတ်နေတဲ့ဖွဲ့စည်းမပါပါဘူးအဲ့တော့ပြည်သူနဲ့ပူးပေါင်းပြီးတော့ပြည်သူရင်ဝင်ခိုးလုံပြီးအမြန်ဆုံးအေဂျင့်နဲ့ဘဝတွေကိုရရှိနိုင်ဖို့ကကိုယ့်ရဲ့ဆုံးဖြတ်ချက်ပါပဲအဲ့တော့ဘယ်သူမှဒါစီလို့မရပါဘူးရှေ့မှာလည်းအရင်ထွက်နေခဲ့ပြီးသားတပ်မိသားစုတွေစီဒီယန်လုပ်ခဲ့တဲ့တပ်မိသားစုတွေဘုံကြီးတွေဘုံမှုတွေအများကြီးရှိပါတယ်အဲ့တော့လမ်းကတော့ရွေးချယ်ပြရရှိတယ်ကြိုက်တဲ့လမ်းကတော့ရွေးပါဒါကတော့ကျွန်တော်ဒီကနေ့ညပိုင်းမှာတွေ့ရတဲ့ရုပ်သံဖိုင်တစ်ခုကို ကြည့်ရှုပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းဇလင်းကြီးမြို့နယ်မုံရွာပသိမ်လမ်းပိုင်းမှာရှိတဲ့တရုတ်ဝမ်ပေါင်းကုမ္ပဏီအီးလုံခြုံရေးကင်းယူနေတဲ့ဆွေချုံကောင်စီတပ်ကိုတိုက်ခတ်ရမှာစစ်သား6ဦးသေဆုံးခဲ့ကြောင်း Black Eagle LPDF တာဝန်ရှိသူကပြောပါတယ်အလုံးကောင်းမွန်တဲ့သတင်းပါမေလ3ရက်နေ့မွန်လွဲတနားချိန်လောက်မှာဇလင်းကြီးမြို့နယ်တရုတ်ဝမ်ပေါင်းကုမ္ပဏီအီးလုံခြုံရေးကင်းယူပြီးပြည်သူ့ရဲထံကဝေကြီးတောင်းရနေတဲ့ဆွေချုံကောင်စီတပ်သား40လောက်ကို တော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာအဲ့တော့တိုက်ခိုက်မှုအတွင်းမှာဂျပန်စစ်ရှုံးကောင်စီတပ်ဘက်ကစစ်သား6ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ဆိုပါတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ဒေါ်လာရေးဘော်တွေအထူးအကဲမရှိနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ဒေါ်လာရေးတက်ဖွဲ့တွေဘက်ကအထူးအကဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်ဆိုတော့ပတင်းလေးကိုကြားလိုက်ရင်တော့ကျွန်တော်တို့ပြည်သူတွေလည်းစိတ်အေးချမ်းရပါတယ်ဒါပြည်သူတွေရဲ့ပို့တာတဲ့မြစ်တာတွေပါစစ်ခွေးအင်အားက40လောက်ဖြစ်ရှိတယ် လမ်းကင်းယူတောက်စားပြီးခီးသွားပြည်သူတွေစီကနေပတ်စံတောင်းရနေလို့မဟာမိတ်တွေနဲ့ပေါင်းပြီးတော့ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးတေဆင်းကတေတာထတ်တော့မရှိဘူးကင်းယူတဲ့အင်အားကလည်းများတယ်လက်နဲ့အင်အားကြီးအင်အားမှာကျွန်တော်တို့ဘက်ကလုံလောက်မှုတိတ်ပြီးတော့မရှိဘူးကျွန်တော်တို့ရဲဘော်ထိခိုက်မှုမရှိသေးဘူးယာပြတ်ဆုတ်ခဲ့ရတယ်ကြီးတွေလက်နဲ့တွေအလုံးလောက်ရှိရင်ဒီတက်မကမရှင်ဖော်ဆောင်နိုင်ပါတယ်လို့ Black Eagle LPD ရတာဝန်ရှိသူတို့ကပြောပါတယ်ဒါကတော့ကျွန်တော်တို့ One Bound Community အနည်းမှာလုံခြုံရေးယူပြီးတော့ပြည်သူတွေကိုစက်ကြီးကောက်နေကြတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ညီကုံအဆုံးသက်ရတဲ့တိုက်ပွဲဖြစ်စဉ်မှာအဲ့တော့နောက်တစ်ပုဒ်ကတော့ခုနပြောတဲ့ဆက်ရှုံးကောင်စီတပ်ဖွဲ့နဲ့တပားတဲ့တညံ့နဲ့ဖြစ်တဲ့လက်နက်ကင်ပြီးပြည်သူကိုဂုတ်သွေးစုံနေတဲ့တပ်ဖွဲ့တွေအကြောင်းသတင်းကြောင်းရအောင်ဆက်ပြီးပြောချင်ပါတယ်ဒီသတင်းကြောင်းရကတော့ Federal Democracy အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းဖို့နဲ့ဖွဲ့စည်းပုံခြံအုပ်တွေရေးဆွဲဖို့ပါဝင်တဲ့အချက်၅ချက်ကို စစ်ချုပ်ပေါ်စီနဲ့ပြည့်ရက်လက်မှတ်ထိုးထားတဲ့ရှမ်း RCSS ဘာဝင်တိုင်းသားဖွဲ့ခုနှစ်ခု 7E Alliance ကမနေ့ကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်ဧပြီ29ရက်နေ့ကနေ30ရက်နေ့ထိကျင်းပခဲ့တဲ့ 7E Alliance ဥဆောင်ဖွဲ့ကစီဝေးမှာလက်ရှိနိုင်ငံရေးနိုင်ငံတွင်းမှာရင်ဆိုင်ကြုံတွေ့နေရတဲ့နိုင်ငံရေးအခြေအနေကိုကြော်လွှားနိုင်ဖို့အတွက် 7EO တွေကချမှတ်ထားတဲ့ Federal Democracy အသွင်ကူးပြောင်းရေးအစီအစဉ်ကိုပြန်လည်သုံးသပ်ပြင်ဆင်နိုင်ခဲ့ကြပြီးရှင်းလင်းစဉ်ဆိုင်ရာလမ်းညွှန်သဘောထားတွေကိုချမှတ်ကြောင်းသိရပါတယ်။ ဲ့တော့ Seven Year Alliance for Democracy အသင်းကုပြောင်းရေးစီစဉ်အစိုးပြုချက်တွေမှာပြည်ပခါမှာပါဝင်သူအဖွဲ့အားလုံးဟာတနင်္ဂနွေလုံးအတိုင်းတာနဲ့ကျူတင်စည်းကမ်းသတ်မှတ်ချက်မရှိဘဲပြည်ပခါမှာပါဝင်တဲ့အစုအဖွဲ့တွေအားလုံးကအပြည့်ရကြအပြည့်ရကြဖို့ကြေညာကြဖို့သက်ဆိုင်သူများကြား Federal Democracy ပြောင်းစုဆိုင်ရာဂရီကိုပြုဖို့ Federal Democracy အသင်းကုပြောင်းရေးအစိုးရဖွဲ့စည်းဖို့ Federal Democracy ပြောင်းစုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့နဲ့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီရွေးကောက်ပွဲကျင်းပဖို့ဖြစ်ပါတယ်။စပိုင်းရီကို Alliance မှာတော့ Shan RCSF ပါတယ်။မွန်က NMSB ပါတယ်။ရခိုင်က ALP ပါတယ်။ပအုပ်ဖွဲ့ LAHU LDU ၊ KNDKBA ၊ KN ငြိမ်းချမ်းရေးကောင်စီအဲ KNU KNLA PC တို့ပါဝင်နေပါဝင်နေဆိုတာကိုသိရပါတယ်။အဲ့တော့ဒီလိုမျိုးသာတောင်းဆိုလို့ရခြင်းပြောလို့ရခြင်းဒီလိုမျိုးဖွဲ့ရမယ်အပြစ်ရမယ်လို့ပြောလို့ရခြင်းသာဆိုရင် ဲ့တော့ကျန်တာမပြောနဲ့ကုလသမဂ္ဂကပဒီကျွန်တော်တို့အကြီးတန်းအရာရှိတွေကမ္ဘာမှာဩဇာအာဏာရှိတဲ့သူတွေကစစ်ရုံးကောင်စီကအကြမ်းဖက်မှုတွေများနေတဲ့လူရဲတွေကိုတွေ့ရတဲ့အချင်းချင်းပြောဆိုပြောဆိုကြတယ်တားဆီးကြတာတော့မှမရတဲ့အချိန်တွေမှာစစ်ရုံးကောင်စီရဲ့ပေးတာယူတွေ့တာစားစစ်ရုံးကောင်စီနဲ့တသားတဲ့နေတဲ့ကောင်တွေကထပြီးတော့ဒီစကားမျိုးတွေပြောရဲဆိုတော့อืมတော်တော်လေးဟုတ်တော့ဟုတ်နေပါပြီ ော့ကျွန်တော်ဒီကနေ့ညချမ်းမှာနောက်ဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးဖို့အချိန်ရောက်ရှိလာပါပြီမင်းလာမြို့နယ်ရိုးမဖြတ်ကျော်လမ်းမှာပူစော်တီနှုတ်ကိုအရှင်ဖမ်းမိပေမဲ့ထွက်ပြေးသွားတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရာကနေနှုတ်စလုံးတင်ဆုံးသွားတယ်လို့သိရပါတယ်ဘကိုးတိုင်းတရားဝီခရိုင်မင်းလာမြို့နယ်ရိုးမဖြတ်ကျော်လမ်းပေါ်မှာပူစော်တီနှုတ်အရှင်ဖမ်းမိခဲ့ပြီးစစ်ဆေးနေတဲ့အချိန်ထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရာမှာနှုတ်စလုံးတင်ဆုံးသွားတယ်လို့တရားဝီခရိုင်တိုင်ရင်3832ကတာဝန်ရှိသူကပြောပါတယ် မေလာလေးရက်နေ့မွန်းတဲ့၁၇ရက်ချိန်လောက်မှာမေလာမြို့နယ်စိန်ကန့်လန့်မြို့ချောင်းရုံးမဖြတ်ကျော်လန်းပြင်ကလုံးခင်းကျေးရွာနေမှာဖော်ကားနဲ့ရောက်ရှိလာတဲ့မေလာမြို့နယ်ရွေးကောင်းအုပ်စုဗန်ပွဲကုန်းကျေးရွာမှာနေတဲ့စစ်ချုပ်ပေါ်စီတက်လက်အုပ်ခံပြည်စောတီမြစောဦးနဲ့ဒေါ်ယူပီတို့ကိုအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဲလိုမျိုးဖမ်းဆီးရရှိပြီးတော့စစ်စစ်နေတဲ့အချိန်မှာစစ်ချုပ်ပေါ်စီတက်စစ်ကြောင်းကတက်လာတဲ့သတင်းအရတော်လိုင်းတက်တွေကပြန်လည်တိုက်ခိုက်ဖို့ပြင်ဆင်နေခဲ့တယ်လို့ဆိုပါတယ်။ ပြစ်စင်နေတဲ့အချိန်မှာပြစ်စောတိမြင့်စောဦးနဲ့ဒေါ်ယူပြီးတော့ထွက်ပြေးသွားတာကြောင့်လိုင်လံပြစ်ခတ်ဖမ်းဆီးရမှာဦးစလုံးကြီထိမှန်တေဆုံးသွားတယ်လို့ဆိုပါတယ်ခင်ဗျာသူတို့ထံကနေဖောကားတစီဆေရှောပေါ်တီတပ်သားတွေနဲ့ဆက်သွယ်ပြောဆိုထားတဲ့ mobile phone တစ်လုံးလက်စွပ်တစ်ခွင်းနဲ့ငကတ်တရံတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်တေဆုံးသွားတဲ့ပြစ်စောတိမြင့်စောဦးနဲ့ဒေါ်ယူပြီးဟာဆေရှောပေါ်တီတပ်သားတွေထံကိုသတင်းတွေပေးကပြည်သူတွေကိုဖမ်းဆီးခိုင်းတာဆစ်ချောင်ပြည်သူတွေစိုက်ပျိုးထားတဲ့တိနံနေပြင်းနေအိမ်တွေကိုစစ်ချောင်းကောင်စီတပ်သားတွေနဲ့ပေါက်ပြီးမတရားဖျက်ဆီးရယူတာ စစ်ရှုံးကုန်စည်တပ်သားတွေကိုရိတ်ခါထောက်ပံ့ပေးတာစစ်သားတွေရုံးမပေါ်တွားရိုက်လာရတဲ့ဖောကားနဲ့အကျိုးပို့လုဆောင်ပေးတာတွေကိုပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်အဲ့တော့ဒီနှစ်ဦးတော့အဆုံးသတ်သွားပါပြီစစ်ရှုံးကုန်စည်တပ်ရဲ့ထောက်တိုင်တွေကြာဆုံးခန်းမှာဒီနေ့ညမှာတွေ့ရတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ရန်ကနေစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းစုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ ထူးခြားတဲ့သတင်းတွေနဲ့တူကျွန်တော်တို့နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ရဲ့ YouTube channel ကိုနေ့စဉ်နဲ့မျှလာရောက်ကြည့်ရှုနေကြတဲ့ပြည်သူအပေါင်းကိုတော်လှန်ပြည်သူအပေါင်းကိုအထူးပဲကျေးဇူးတင်ပါတယ် comment တွေရေးသားပေးဖို့အမှတ်ချက်အမည်တွေရေးသားပေးဖို့လည်းထပ်မံဖိတ်ခေါ်ပါရစေပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနားကခေါင်းလုံးလေးကိုနှိပ်ခဲ့ပေးဖို့လည်းမေတ္တာရက်ခံကြပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်